အားလုံးမင်္ဂလာပါညီကိုနေကောင်းချမ်းမှချမ်းသာကြပါစေကျွန်တော် YouTube channel လေးကနေညီကိုအားလုံးကိုကျွန်တော်ကြိုဆိုပါရစေ FIFA Club World Cup Round 16 16တန်းရှုံးထွက်အဆင့်ဘရာဇီးကလပ်နှစ်တင်းဖြစ်တဲ့ Palmeiras နဲ့ Botafogo Benfica နဲ့ Chelsea တို့ပွဲစဉ်တွေကိုပွဲချုပ်သုံးသပ်ပေးခြင်းပါတယ်ဒါ Palmeiras ပွဲစဉ်ကတော့ဒါ Thai Sun တော်ချိန်ည7:00နာရီမှာကံမယ်ဗောနောမြန်မာ Sun တော်ချိန်ဆိုရင်10:00နာရီပွဲ ပမ်ဘီကန်နဲ့ချယ်ဆီကတော့ည3နာရီဆိုတော့မြန်မာစံတော်ချိန်9နာရီဘက်မှာကန်ပါပေါ့နော်။ဒါပါလမီရက်စ်နဲ့ဘူဂါဖူပါလမီရက်စ်နဲ့ဘူတာဖူကိုရုပ်ဝဲတယ်မှာတော့ပါလမီရက်စ်အတင်း level 40ရှုံးနဲ့ဂူကောင်းချင်းနှလုံး30ရှုံးဆိုမှစတင်ကြီးတွေဖွင့်ထားတာတွေ့ရတယ်။ဒါကတော့အချင်းချင်းတွေ့တဲ့ပွဲပေါ့ဗျာ။ဘရာဇီးကလအချင်းချင်းတွေ့တဲ့ပွဲလည်းဖြစ်တယ်။ head to head တွေဆိုလည်းဒီမတင်ရဘရာဇီးလစ်မှာကန်ထားရတယ်အများကြီးပဲပေါ့နော်။ သူတို့နောက်ဆုံးတိကျတဲ့ဆယ်ချိန်ကိုပြောရမှာဆိုရင်ပယ်လမီရက်စက်ပြန်၃ချိန်နဲ့လဲ၃ချိန်ရသရေဘူတာဖို့ကွာ၄ချိန်နိုင်ဘူးပါလေဘုကျွန်တော်ဒါပယ်လမီရက်အတင်းစော့ခဲ့တဲ့ပုပ်စုပွဲစဉ်၃ပွဲကိုကြည့်မှဆိုလို့ရှိရင်ပယ်လမီရက်စီအော်တိုဇီးပေါ့နော်ဒီပွဲမှာကျွန်တော်ကြေးတည်တဲ့ဂိုးအောင်ဖြစ်တယ်ပယ်လမီရက်2 LL0 ပေါ့နော်ဒီပွဲမှာကြေးအောင်တဲ့ဂိုးအောင်ဖြစ်တယ် ဒါ Inter Miami 2 Palmeiras 2ပေါ့နော်ဒီပွဲစဉ်မှာလည်းကျွန်တော်ချေရှုံးပါတာဒီအသင်းက၃ပွဲဆော့ခဲ့တယ်ရှုံးမှမရှိဘူး၂ပွဲတည်ရတစ်ပွဲနိုင်ဒါပေမဲ့၂ပွဲချေရှုံးထားပါတယ်ဘူတာဖိုကိုကြည့်လိုက်မှဆိုရင်ဘူတာဖိုကိုကလည်းဆော့ထားတဲ့၃ပွဲကိုကြည့်မှဆိုရင်ဘူတာဖိုကို2 Seattle 1ပေါ့နော်ဒီပွဲစဉ်မှာသူတို့ချေအောင်နဲ့ PSG Z ဘူတာဖိုကို1ဒီပွဲစဉ်မှာလည်းသူတို့ချေအောင်နဲ့ပေါ့နော်ဒါ Atletico Madrid ကိုတော့1-0နဲ့ရှုံးသွားခဲ့ပါတယ် ့ဒီအတင်းကလည်းနှစ်ပွဲချစ်အောင်လည်းတစ်ပွဲချစ်ရှုံးထားတာတွေ့ရတာပေါ့နော်နှစ်ချိန်ကိုအောင်ကြတယ်တစ်ချိန်ကိုပေါ့ပုံစံတူတူလေးတွေပါပဲဒါပါမီနက်စအတင်းကလည်းနှစ်ချိန်ကိုအောင်ကြတယ်တစ်ချိန်ကိုပေါ့ကြားထားပါပေါ့နော်အဘူတာဘူကိုအတင်းကတော့တစ်ပွဲပို့ပြီးမှချစ်အောင်ထားတယ်ပေါ့ဗျာသုံးပွဲမှနှစ်ပွဲအောင်တဲ့တစ်ပွဲတည်တယ်ပေါ့နော် points to os ကိုကျွန်တော်ချိန်လိုက်မယ်ဆိုလို့ရှိရင် primary s အနိုင်ကို အဲကျွန်တော်ဒါ၂ဆခွဲနီးပါးလောက်ပေးထားတယ်။တရီကို၃ဆနီးပါးပေးထားတယ်ပေါ့နော်။ဘုဒ္ဓဘုကိုအနိုင်ကိုတော့၄ဆနီးပါးလောက်ပေးထားပါတယ်။ဘုဒ္ဓဘုကိုအတင်းဆော့ခဲ့တာနောက်ဆုံးပေါ့နော်။ဒါဝမ်းစီးနဲ့ရှုံးခဲ့တဲ့ပွဲပေါ့နော်။အက်တလီတီကိုမက်တစ်ကိုဝမ်းစီးနဲ့ရှုံးတယ်၊ဘူအောက်ကျခဲ့တယ်ပေါ့နော်။ပယ်မီရက်စ်အတင်းကလည်းမာယာမီကိုတူတူဆော့ထားတယ်ပေါ့နော်။ဂိုးပေါ်ကျခဲ့တယ်ပေါ့လေ။ဒီပွဲမှာတော့ကျွန်တော်ကဘုဒ္ဓဘုကိုရဲ့ body ကိုစိုက်ပါတယ်။ အတူဟာနောက်ဆုံး၅၅ချိန်ဆက်ပေါ့နော်ဒါဘုရားဘုဖို့အသင်တော်ကမရှုံးထားပါဘူးဒီအသင်ကပေါ့နော်အနိုင်နဲ့တကြီးပဲရှိပါတယ်ပြီးတော့ကျွန်တော်ဒီဘွဲမှာဘူပေါင်းအပေါ်ကြိုက်ပါတယ်အနည်းဆုံး၃လုံးထိကြိုက်တယ်ပေါ့နော်ဘွဲကတော့ဗန်ပီတာနဲ့ချယ်စီတို့ရဲ့ပွဲစဉ်ဖြစ်တယ်အချယ်စီအသင်က level 60ရှုံးတယ်ဘူပေါင်းကြီးနှလုံး80ရှုံးဆိုမှပေးထားတာတွေ့ရတယ်ပေါ့နော်အဗန်ဘီကအတင်းကတော့ဘိုင်ယန်မြို့နယ်ကိုနိုင်ခဲ့တယ်ပေါ့နော်ဘိုင်ယန်ကတော့တိရတဲ့အတိုင်းအဲ့ဒီပွဲမှာဗျာတော်တော်လေးခြာတူးလန်နေတာပဲဆော့တာတော့ မတိလို့ရှိရင်ကျွန်တော်ဒါ love web store လို့တော့ထင်နေရတော့ခြေစွမ်းနေရပရော်ဒီချာပါတယ်ဗျ Bambiga ကိုကြည့်လိုက်မှာဆိုလို့ရှိရင် Bambiga ထောက်ထားတဲ့တောင်ပိုင်းမှာဆိုလို့ရှိရင်ဒါ Auckland City ကိုကြည့်အောင်လဲ Bayern ကိုကြည့်အောင်လဲဗောနော Boca Junior နဲ့ပွဲမှာတော့သူတို့ခြေရှုံထားတယ်တောင်ပိုင်းလုံးမှာရှုံထားပါဘူး၂ပွဲနိုင်တစ်ပွဲသိရေဗောနော Tight Six ကိုဦးစားပေးတာတွေ့ရတယ်ဗောနော Go ဘောနှစ်ချိန် Go out တစ်ချိန်ကြာထားတယ် Chelsea အသင်းကိုကြည့်မှာဆိုရင် Chelsea အသင်းကလည်းတောင်ပိုင်းထောက်ထားပါတယ် ဒီတောင်းပွဲမှာဆိုလို့ရှိရင်သူနိုင်ထားတဲ့နှစ်ပွဲလုံးက clean ရှိရတာတွေ့ရတယ်ဗောနော် Los Angeles ကို2-0 Spurs ကို3-0 Flamengo ကို3-1ဆိုမှကျွန်တော်ရှုံးထားရဗောနော်ဒါ Nicola Jackson အနီကနဲ့ထွက်သွားတဲ့ပွဲဖြစ်ပါတယ်။အ Chelsea ရဲ့အတင်းကလည်း2ချိန်ဂိုးပေါ့ဒီချိန်ကတော့ကိုောက်ကျထားတယ်ဗောဗျာ။ဒီနှစ်တင်းကလည်းအရင်တော့တမိုင်းနေရှိတယ်ဗျ။ကြည့်ရမယ်ဆိုရင်ဒီနှစ်တင်းတွေ့ကြတာနောက်ဆုံး3ချိန်ရှိတယ်ဗောနော်ဒီ3ချိန်လုံးမှာ Chelsea ရဲ့အတင်းကနိုင်ထားတာလည်းတွေ့ရတယ်ဗောနော် တစ်ချိန်ကတော့1ဇီနဲ့နိုင်တယ်နောက်တစ်ချိန်က2နဲ့နိုင်တယ်နောက်တစ်ချိန်ကကျွန်တော်ယူရိုပါလိမ့်မှာ2နဲ့နိုင်ထားတယ်ပေါ့ဗျာဒီပွဲစဉ်မှာကျွန်တော်ဒါတော့နိုင်ဂျီးယားနှုန်းတွေတွက်ထားတာချဲစီအသင်း54ရာခိုင်နှုန်းနဲ့ဘန်ပီက29ရာခိုင်နှုန်းဆိုမှတွက်ထားတာတွေ့ရတယ်ဒါဘန်ပီကအသင်းဆော့ခဲ့တဲ့နောက်ဆုံးပွဲကဘိုင်ယန်ကို1ဇီနဲ့နိုင်တဲ့ပွဲဖြစ်တယ်လို့ချဲစီအသင်းကလည်းအစ်စပရွန်ကို3ဇီဆိုတဲ့ရလဒ်နဲ့နိုင်ထားတဲ့ပွဲပေါ့နော် ဘဝန်းစတူအော့စ်ကိုကြီးလိုက်မှဆိုလို့ရှိရင်ဗန်ဘီကအနိုင်ကို၄ဆနီးပါးပေါ့နော်၃ဆကွဲ၄ဆနီးပါးတော့ပေးထားတယ်တရေကိုလည်း၃ဆကွဲတော့ပေးထားချဲစီအနိုင်ကိုဒါ၂ဆတော့ပေးထားတာတွေ့ရတယ်ပေါ့နော်ဒီပွဲမှာတော့ကျွန်တော်ကကိုပေါင်းအပေါ်ကြိုက်ပါတယ်ဗျာကိုပေါင်းအပေါ်ပဲဖြစ်ပေါ်များတယ်ဗျာကျွန်တော်တွက်ကြည့်ရပါတော့ ခုမောင်းအပေါ်ဖြစ်ဖို့များတယ် body ရိုက်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ညကိုယ်ချဲစီအတင်းအောင်မရရမှာချဲစီအတင်းနဲ့ခုမောင်းအပေါ်ကြိုက်ပါတယ်ညကိုယ်ဒီနေ့ကဒီနေ့ပွဲပဲရှိရပါတော့အဲအခုလုံးအစဉ်ပြေကြပါသေးကျမချမ်းသာကြပါသေးကျွန်တော်အားပေးတဲ့ညကိုယ်ရဲ့အားလုံးနဲ့ကျေးဇူးတင်ပါတယ်